အားလုံးပဲမင်္ဂလာပါ The Story Vault ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့ Marvel Zombie Universe မှာ Fan တွေသိကျင်နေကြမဲ့မေးခွန်းတချို့ရဲ့အဖြေတွေနဲ့ဒီထေးတချို့ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။အဲ့တော့အချိန်နေဆွဲမနေဘူး Let's go Okay နံပါတ်1 Nova Corps ကဘာလို့ Earth ကိုမကယ်ရလဲ။ ဇွန်ဘီကေ့စ်မျိုးအခြားသော crisis တွေကမ္ဘာအတွက်ကပ်ပေးဆိုင်မဲ့အရေးမျိုးတွေမှာ Shield က Project Life Fuel လို့ခေါ်တဲ့ device တစ်ခုကိုဖန်တီးခဲ့ပါတယ်။ ဒါရုပ်ရှင်မှာမြင်ခဲ့ရတဲ့ transmitter ပဲဖြစ်ပါတယ်။ဒါကိုဖန်တီးခဲ့ရတဲ့တခုသီးသောရွေချက်ကကဘာပေါ်မှာကပ်ပေးဆိုင်တဲ့အချိန်မျိုးမှာ hero တွေဘက်ကနေအားဖြစ်ပေးနိုင်ဖို့ကဘာကဲတင်ပေးနိုင်ဖို့အတွက် Nova Corps ကိုဆက်သွယ်နိုင်ဖို့လုပ်ပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ Nova Corps ကဒီ zombie virus outbreak ကြီးအပြင် Scarlet Witch, Wanda Maximoff ကကဘာပေါ်ရင်မဟုတ်ပဲ universe တစ်ခုလုံးမှာ threat ဖြစ်တယ်လို့ယူဆပြီးတော့ကဘာပေါ်ထွက်ပြေးလာသမျှကိုထွက်ပြေးခွင့်မပြုဘဲပြစ်ချနေတာဖြစ်ပါတယ်။ဒါကြောင့်မဲ့ Nova Corps ကဒီအရေးကိုမကူညီ ညီတာဖြစ်ပါတယ်။နံပါတ်1ဒီ zombie crisis ကြီးဖြစ်နေတဲ့အချိန်မှာ Guardian of the Galaxy ကဘယ်ရောက်နေရလဲ။ ပထမဆုံးပြောရမယ်ဆိုရင် Marvel Zombies ရဲ့ timeline ပါဒီအချိန်က main universe 6-1စစ်မှာမဟုတ်ပေမဲ့6-1စစ်မှာဖြစ်ခဲ့တဲ့ Avenger Infinity War နဲ့ Endgame ဝင်ခြင်းအချိန်မှာဖြစ်ပျက်နေတာဖြစ်ပါတယ်။ဒါကြောင့်ပဲရုပ်ရှင်မှာ Riri, Kate Bishop, Kamala တို့သုံးယောက်ကိုအဓိကမြင်တွေ့ရတာဖြစ်ပါတယ်။ Groot နဲ့ Rocket က Wakanda မှာ Thanos ရဲ့ Power Stone လက်ချက်နဲ့တည်သွားတာကိုမြင်တွေ့ကြမှာပါ။ဒါဆိုရင် Quill, Mantis, Gamora, Drax တို့ရောသူတို့လည်းထုံနှီး၎င်းပါပဲ။ ဒီမှာကျွန်တော်မြင်တဲ့ခုကိုပြောချင်တာက Thor Groot Rocket တို့ဆင်းလာတဲ့ပုံစံက Avenger Infinity War မှာ Wakanda ကိုဆင်းလာတဲ့ပုံနဲ့တော်တော်လေးကိုဆင်တူပါတယ်။ဒါဆိုရင်ကျင်းသေးရဲ့တခြားမှန်မာတွေက Earth ရဲ့နေရာတစ်ခုခုမှာ zombie ဖြစ်နေလောက်ပါပြီ။ဘာလို့ Nowhere ရော Titan တို့လိုနေရာမျိုးမှာမဖြစ်ရလဲဆိုရင်စစောပြောသလိုပါပဲ။အဖေ Innova Corps ကကဘာပေါ်ထွက်လာတဲ့မြောက်ပြစ်ချနေတယ်လို့ကဘာတဲကိုလည်းဝင်ဝင်မပြူလို့ပါ။ဒါကကျွန်တော်တူးတဲ့အမြင်သာဖြစ်ပါတယ်။မှားကောင်းလည်းမှားနိုင်ပါတယ်။ နံပါတ်3အိုင်ယွန်မန်ရဲ့မတ်ဖစ်ဒီစုကနာနိုစုဖြစ်ပြီးတဏျာမဟောက်ကွက်မရှိဘူးလို့ပြောထားပါရဲ့နဲ့သူကဘလို့ဇွန်ဘီဖြစ်သွားရလဲ။โอเคဒါကနည်းနည်းအဆင်ဝင်စားစရာကောင်းသွားပြီ။ ဒါကိုပြပြမယ်ဆိုရင်ဒီထဲမှာ Tony Stark ဝတ်ထားတဲ့ဝတ်စုံအကြောင်းအရင်ပြောပါမယ်။ဒီဝတ်စုံကတခြားဝတ်စုံမဟုတ်ဘဲ Bleeding Edge Armor Mark 50စုပဲဖြစ်ပါတယ်။ဘာလို့ဒါကိုပြောရတာလဲဆိုရင်ဒီ Mark 50စုက Airtight လေလုံအောင်ဖန်တီးထားတာဖြစ်တဲ့အတွက် Zombie Virus ကူးစက်ခံရတဲ့ Handpin လုံကောင်မျိုးဝင်မယ်ဆိုရင်တော့ဝင်မရပါဘူး။ Whole Microscopic Level လောက်အထိချုံနိုင်မှာကိုရမှာပါ။ဒါကလည်းသိတော့မဖြစ်နိုင်ပါဘူး။ ဒီနေရာမှာကျွန်တော်ရဲ့နောက်ထပ်အမြင်တစ်ခုကိုထပ်ပြောပါမယ်။ Ironman Mafia DC က airtight ဖြစ်အောင်လုပ်ထားပေမဲ့ဟာကွက်ရှိတာတစ်ခုကသူ့စုက pure vibranium မဟုတ်ပါဘူး။ gold titanium နဲ့ nano particle နဲ့လုပ်ထားတာပါ။အဲ့တော့ vibranium နဲ့ရှင်လို့ရရဆိုပေမဲ့100%အပြည့်တော့ဟုတ်မနေပါဘူး။ Avenger မှာ vibranium ပိုက်ဆိုင်တာက Black Panther suit ပြီးရင် Captain America ရဲ့ diamond ဖြစ်ပါတယ်။အဲ့တော့ Ironman zombie virus ကူးစက်ခံရတာက cap ကြောင့်ဖြစ်နိုင်ပါတယ်။သိချာကြည့်မယ်ဆိုရင် zombie Ironman ရဲ့မျက်နှာမှာအစင်းကြောင်းအကြီးတစ်ခုရှိပါတယ်။ ဒါအတိုင်းနဲ့ချထားတဲ့အခက်ပြက်လက်ချက်ဖြစ်နိုင်ပါတယ်။ဒါအပြင်ဇုံဘီအိုင်ယွန်မန်မှာဟဲမတ်မပါပါဘူး။အိုင်ယွန်မန်ကိုဟဲမတ်ပြုတ်ထွက်အောင်ထိုးနိုင်တာကပ်တကောင်ပဲရှိပါတယ်။ဒါကြောင့်ဇုံဘီအိုင်ယွန်မန်ဖြစ်တာကပ်ကြောင့်လို့ယူဆနိုင်ပါတယ်။ဒါပေမဲ့ဒါကျွန်တော်အမြင်သာဖြစ်လို့မှားကောင်းလဲမှားနေနိုင်ပါတယ်။နံပါတ်၄ Anchor Being ဖြစ်သွားတဲ့ Hawk Marvel Zombie ထဲမှာ Bruce Banner က Hawk အသွင်ပြောင်းပြီး Infinity Stone 6တောင်းကနေဖြာထွက်နေတဲ့ energy တွေကို absorb လုပ်ရင်သူ့ဘာသူစလေးခံနိုင်ပါတယ်။ ဒါပဲသူ့ကို Infinity Hawk ဒါမှမဟုတ် Minotaur ပြောပုံအရ The War ရဲ့ Anchor Being ဖြစ်လာတာပါ အန်ကဘင်းဆိုတာကဒက်ပူးအန်ဝူဗာရင်းနဲ့မှာမစ္စတာပရာဒေါ့ရှင်းပြတယ်လို့ပါပဲအဲ့တခုလုံးရှင်သန်ဖို့အတွက်ကိုအန်ကဘင်းကအရေးကြီးတာဖြစ်ပြီးတော့အန်ကဘင်းမရှိတော့တာနဲ့အဲ့ဒီ Earth လည်းတည်ဆုံးပျက်စီးပြီး timeline ကပျောက်ကွယ်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီမှာလဲ Cypher ဒါမှမဟုတ် Infinity Hawk ကအဲ့လိုပါပဲဒီ zombie Earth တခုလုံးမပျက်စီးအောင်ထိန်းသိမ်းပေးထားတာဖြစ်ပြီးတော့လက်ရှိကြံရတဲ့လူနည်းစုကိုကယ်တင်ပေးထားတာဖြစ်ပါတယ်အဲ့တော့ဘာလို့ Infinity Hawk က weak တယ်လို့ဖြစ်နေရလဲဆိုရင်သူ့ရဲ့ full power ကိုအသုံးမချလို့ပါတကယ်တော့ full power ကိုတောင်းလိုက်မယ်ဆိုရင် င်အဲ့တစ်ခုလုံးပြည့်စည်သွားနိုင်လို့ပါ။နောက်ပြီးတောရဲ့မိုးကြိုးအနီအောင်လေးတောရဲ့အဓိက power ကမိုးကြိုးဖြစ်ပြီးတော့ storm break ကနေတဆင်မိုးကြိုးပြစ်တာတွေထိန်းချုပ်တာတွေလုပ်နိုင်ပါတယ်။ဒါပေမဲ့ zombie ပြောင်းသွားတဲ့အချိန်မှာမိုးကြိုးကအနီအောင်ဖြစ်သွားပါတယ်။ဒါက scarlet witch ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေလို့သူ့ရဲ့ chaos magic နဲ့မိုးကြိုးပေါင်းသွားတာဖြစ်ပါတယ်။ဒါကြောင့်ပဲအနီအောင်မိုးကြိုးတွေဖြစ်နေရပါ။မာဗယ်ဇုံးမီနောက်ဆုံးအန်ဒင်းမှာတွေ့ခဲ့ရတဲ့စပိုင်ဒါမန်ကတေးသွားလာဒီမေးခွန်းဖြေအောင်ရှင်းပါတယ် nobody no death ပါ ဘာလို့ဒီလိုပြောရလဲဆိုရင်ဟော့ဂိုင်း series မှာပါတဲ့ကင်းပင်ုံပဲကြည်ပါမာယာကပြတ်တက်လိုက်တဲ့ထင်ရပေမဲ့တကယ်တမ်း season 2မှာတစ်ဖက်ကန်းအနေနဲ့ပြန်ပါလာပါတယ်ဒါကြောင့် maybe marvel zombie season 2မှာ spider-man နဲ့တချို့အသက်ရှင်သူတွေက somehow ပြန်ပါလာပါလိမ့်မယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ comic ထဲကအတိုင်း agatha space ထဲအထိပါတက်ပြီးနေချဲ့ပါလိမ့်မယ်နောက်ထပ် fan ဖြစ်တဲ့ detail တစ်ခုက kamala ရဲ့ jacket ပဲဖြစ်ပါတယ် wonder ဖန်တီးလိုက်တဲ့ reality ဒါမှမဟုတ် illusion နဲ့မရောက်ခင်မှာ kamala ရဲ့လက်မောင်းမှာဒီ baby slot အကောင်လေးပါ ါတဲ့ jacket ကိုဝတ်ဆင်ထားတာတွေ့ရမှာပါဒါပေမဲ့ winter ရဲ့ illusion နဲ့ရောက်သွားတဲ့အခါမှာတော့သူ့ရဲ့လက်မောင်းမှာ black queen logo ကိုတွေ့ရမှာဖြစ်ပြီးအောက်နားမှာဆိုရင် avenger logo ဆွဲထားတာကိုတွေ့ရမှာပါဒါကဘာလို့ဆိုလိုတာလဲဆိုရင် wonder က kamala ရဲ့ memory ကို base ယူပြီးသူ့ရဲ့ jacket ကိုပုံဖော်ပေးလိုက်တာဖြစ်ပါတယ်ဆိုလိုချင်တာကအစမှာ kamala က black queen family နဲ့တွေ့ခဲ့လို့ video logo နောက်ပိုင်း Avenger အဖွဲ့ဝင်ဖြစ်တဲ့ Spider-Man တို့နဲ့တွေ့ခဲ့လို့ Avengers လို့ကိုဒီလိုဖန်တီးပလိုက်တာဖြစ်နိုင်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်တယောက်တည်းကြံခဲ့တဲ့ review ရုံးကန်နေရတာတော့အတော့သနာစရာကောင်းနေပါပြီ။ဒါဆိုနေ့ရက်လောက်ပါပဲ။ဒီလိုမျိုး detail ရှင်းပြတာတွေအပြင်နောက်ထပ်တခြားသောရုပ်ရှင် breakdown, trailer breakdown နဲ့လူသိနေတဲ့ comment အကြောင်းအရာတွေကိုပါပြောသွားအောင်ပါဖြစ်ပါတယ်လို့ဆိုရင်းနေပဲ။အားလုံးပဲ goodbye ။